အာဒီနေ့ကျွန်တော်ဘာအကြောင်းပြောပြမလဲဆိုတော့ပေါ့နော်တင်မောသားတယောက်ဖြစ်ဖို့တော့ဟိုအချိန်ဘယ်လောက်ပေးရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲကျွန်တော်မြန်မာကျွန်တော်ဒီတင်မောသားတွေထဲမှာကျွန်တော်တင်မောသားတွေမှာချုပ် blog blog ရိုက်ပေးရသူတွေရှိတယ်ပေါ့ကျွန်တော်တင်မောသားအကြောင်းလေးပြတဲ့မောတာဖြစ်ဖို့တော့ဘာလိုရဲပြီးဘယ်တင်နေတက်ကမယ်ဆိုတဲ့ဟာမျိုးရိုက်ပေးတဲ့သူတွေရှိတယ်ပေါ့နော်။အဲ3ပြရတယ်တော်လေးပြေဆုံးပါတယ်။အဲကျွန်တော် နဲ့ပတ်သက်ပြီးဒါအခုဒါကတော့ကျွန်တော်အဲကျွန်တော်နဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်တွေ့ကြုံမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်ဆိုရင်ဒီတင်မောသားဖြစ်ဖို့ပေါ့နော်တင်မောသားဖြစ်ဖို့အချိန်ဘယ်လောက်ပြရဆိုတော့တစ်နှစ်နဲ့ဆယ်လလောက်အချိန်ပြရတယ်ပေါ့နော်။တစ်နှစ်နဲ့ဆယ်လလောက်အချိန်ပြရတယ်ပေါ့နော်။အဲ့လောက်ထိကြာတယ်ပေါ့နော်။အာဒီအခုကလည်းဒီအတိုင်းပေါ့နော်ကျွန်တော်ဒီအာဒီဒီနိုင်ငံအနေနဲ့တော်တော်များများအလုပ်ထွက်လုပ်ကြဖို့လူငယ်လူငယ်တော်တော်များများကြိုးစားကြရတယ်ပေါ့နော် ကျိုးသားကြတာကျိုးဒီအာစင်ကာပူရောမလေးရောထိုင်းရောကိုရီးယားရောဂျပန်ရောဗောနော်အခုကိုရီးယားတော်လို့မရတော့ဂျပန်လည်းခုနပိတ်ခါဆိုတော့အာဒီတင်မောသားတော့ဘာကန့်တမမရှိပဲနဲ့ကျွန်တော်တို့အာအာလုံးလို့ရနေရဗောနော်လုံးလို့ရနေရဆိုတော့ဟိုအဲ့တော့ဒီတခြားပတ်မှာလည်းအဲ့လိုဗောနော်ဟိုဂျပန်နဲ့ကိုရီးယားရောဘာမှတိုးရဲလူရှိတယ်ကျွန်တော်တင်မောသားလောက်ကမှာဒီဘက်ချက်မှာလည်းတိုးလာတဲ့လူငယ်ကြီးများရှိရဗောနော် ဟိုကျွန်တော်ဒီတင်မောသားမှာဆိုရင်ကျွန်တော်ဒီ education level နဲ့ခွဲလိုက်တာရှိရပါတော့ကျွန်တော်ဒီမှာ7အောင်မယ်ဆိုရင်ကျွန်တော်ဒီ detective engine လောက်ရှောက်ရတာပါတော့ဒီကျွန်တော်ကျွန်တော်ဒီ carry bike ကျွန်တော်ကြောက် carry bike ပါတော့ carry bike အဲ kitchen bike ဆိုရင်ဒါ cup bike ဆိုရင်တော့ကျွန်တော်တို့ဒီ shift down အောင်အောင်နဲ့ရတာပါတော့ဒါပေမဲ့ကျွန်တော်ကကြာတော့အဲ့လိုမဟုတ်ဘူးပါတော့ကျွန်တော်ကြာတော့ဒီ ကျွန်တော်လည်းဒီ education ကတော့ပွဲရပဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကဒီ kitchen mind ကိုအလုပ်ချင်လို့ပေါ့နော်အလုပ်ချင်တော့တမင်ကယူရတာတချို့ကျတော့လည်းအာတန်တန်တော့မင်းဘာလို့ပွားရပွားပြေးဘာလို့ data engine လို့မယူရလဲဆိုတော့မဟုတ်ကိုကကိုကိုကဘာလို့ပြောလဲပေါ့နော်ဒီအာအထီးကျန်တဲ့ဒီသမောသားဘဝအထီးကျန်တဲ့အခြေအနေမှာပေါ့နော်ကျွန်တော်တို့ကဘာလို့နေပျော်လဲပေါ့နော်အဲ့ဒါကိုကိုယ်ယူချင်ရတာပေါ့နော်ဘယ်ရန်ပို့ပြီးတော့ကိုလုံနေပို့ပြီးတော့ဟိုဟာ စိတ်စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ကောင်းမယ်ထင်လေပေါ့နော်အဲ့ပုံမူဒီကိုကျွန်တော်ယူချစ်တာပေါ့ကျွန်တော်ပညာရေးချင်းနဲ့ယူချစ်တာမဟုတ်ဘူးအဲကျွန်တော်ဒါကျွန်တော်ယူချစ်မှုပေါ့နော်ဒါနံပါတ်1ပေါ့ကျွန်တော်ယူချစ်မှုပေါ့အဲနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟိုဒီဒီပညာရေးနဲ့ခွဲရတယ်ချင်းခါချင်းခါချင်းလည်းပရိုဂရမ်လည်းဒီအတီးပိုင်းပေါ့နော်တမောဟိုရောက်ပို့ရတော့ကျွန်တော်အတီးပိုင်းရှင်းရှင်းရင်တော့ဒါပေမဲ့ ရှင်းတော့ကောင်းတော့ဗောဒါပေမဲ့အခုရှိရတဲ့ဒီကျွန်တော်တို့ရေချောင်းတက်ကတူဆင်းနေပါတယ်ဆိုတော့ခုနကပဲ engine တို့ deck တို့ဆိုရင်တော့တို့ကတော့ရေချောင်းတက်ကတူဆင်းနေတယ်ဆိုတော့ဟိုတိတ်မကြပါဘူးတို့တွေ deck ကတက်တူပါလို့ဆိုရင်တော့6လလောက်ကျွန်တော်တို့ကျွန်တော်တို့တူစီတာကောင်းနေဆိုရင်ကျောင်းသားဆိုရင်သူ6လလောက်ပဲသူလည်းတော်ပါတယ်တကယ်တော်ပါတယ်အဓိကကဘာလဲဆိုတော့ကျွန်တော်တင်မို့ကိုရောက်ဖို့အတွက်ဘာလဲဆိုတော့ခုမှ scale ဖြစ်နေရမှာပေါ့နော်ဒီ deck ဆိုရင်တိုင်းနဲ့ပတ်သက်တဲ့ဟာတွေ scalable ဖြစ်နေမယ်လေပြီးတော့ဘာဘာလိုသေးလဲဆိုတော့ကျွန်တော် scalable ဖြစ်နေမယ်ဘာဘာလိုသေးလဲကျွန်တော်အဲ့ဒါကိုပြောရတဲ့တက်တီပေါ့နော်အဲ့ဒါကြီးအဲ့ဒါကြီးလိုသေးတယ်ပြောရတဲ့တက်တီရှိဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကအကုန်သိနေတယ်မင်းဘာဒီမေးကုန်းမင်းဘာဖြစ်ရမလဲဆိုတော့ကျွန်တော်သိနေတယ်ဒါပေမဲ့အဲ့ဒါကဘာစားပြောမထွက်ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့အဲ့ဒါကြီးကလည်းတိတ်ကိုအရေးကြီးတယ်ပေါ့နော်အာကိုဘလောက်သိသိအဲ့အဲ့ဒါကိုဒီပြောရတဲ့ experience ပေါ့နော်ကျွန်တော်တို့ဒီ English နဲ့ပတ်သက်တယ်ကျွန်တော်ကျွန်တော်တို့ကလည်းအားနေပါတယ်ဒါကဘုန်းနောက်ပိုင်း ဟိုဗာမေးမလဲဆိုရင်စိတ်တထိတ်ထိတ်နေပေါ့နော်ဒီຢာတွေက experience အရင်နေခဲ့တော့ဗျာဒီအကြောင်းပညာရေးစနစ်မှာကျွန်တော်ကဟို language နေနဲ့မသင်မင်းနဲ့ subject နေနဲ့သင်ခဲ့တော့ဒီ grammar တွေဗာရေးညာတွေပေါ့နော်အဲ့ဒါတွေပဲအဲ့လိုပဲသင်ခဲ့ဗာ practice ကအရင်အရင်နေတယ် practice ကဘယ်လောက်နေလဲဆိုကျွန်တော်တို့ကအင်္ဂလိပ်ဆရာမဝင်လိုက် good morning teacher thank you teacher ဒီလောက်နေပဲပြီးသွားတာပြဿနာအဲ့ဒါပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့မှဒီ interview ဖြေလို့ရှိရင်အဲ့အရင်ပြဿနာတက်တယ် အဲ့လိုမျိုးရှိတယ်ပေါ့နော်ချိုးကြလေဒီအဲဒီချိုးကြလေဒီစာကိုကြက်ပြီးဖြည့်ရတာရှိတယ်ပေါ့နော်ဒါမဲ့လဲဆိုကျွန်တော်တို့ကအခုတော့ဒါမဲ့ကျွန်တော်ဆိုရင်ပေါ့နော်ဟိုတခြားဟို line နေတော့မသိဘူးကျွန်တော်ဒီတေုပ် line မှာဆိုတော့ interview အရန်ဝင်ရတာ interview ရမှာဒါမဲ့တေုပ်တွေကလည်းအရန် energy interview အဲသူတို့လည်း English အရန်ကောင်းတယ်လို့မပါဘူးကျွန်တော်တို့လည်းဆိုတယ်တေုပ်နေရအဲကျွန်တော်တို့ဆိုရပါတော့ဒါပေမဲ့အဲကျွန်တော်တို့တော့တော်ပါသေးတယ်ဒါပေမဲ့ဒီကောင်းနေကျွန်တော်လည်းဆိုရတယ်ဒါပေမဲ့ကိုကိုလည်းအဲ့မှာ first experience မှာကအဲ့လိုမရှိတော့ သူစိတ်သူစိတ်ထဲမှာထင်တာ ਨੇ ကိုဖြော်ွားဖြစ်တာ ਨੇ လွဲွားလိုက်ပြီးတော့ interview ကြရတဲ့အများကြီးပဲဟုတ်ပြီပေါ့နော်စာတော်များရရတိုင်း interview ပြန်ကြရအဲ့အဲ့လိုမျိုးကြီးလည်းရှိရပါဘူးနော်အဲ့တော့ဒီဟိုတမောသားဖြစ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ကတော်တော်လေးကိုကျွန်တော်တို့တနည်းနဲ့ဆယ်လောက်အချိန်ပေးရတယ်ပေါ့နော်အချိန်ပေးရတယ်ပြီးတော့လေအသက်ရွယ်အပြင်လည်း30 over 30ဆိုတော့လည်းနည်းနည်းလေးခတ်တာပေါ့နော်အဲ့ဒါလည်းပါတာပေါ့ဆိုတော့အခုလည်းတော်တော်လေးကိုအချိန်ပေးရပါတယ်တမောသားဖြစ်ဖို့ကတော့ ဟိုလွယ်တော့မလွယ်ပါဘူးလွယ်တော့မလွယ်ဘူးဆိုတာဘာကြောင့်မလွယ်လဲဆိုတော့ခုနပြောတဲ့အရင်အရင်ချင်းနေစုံလွယ်တာပေါ့နော်ကျွန်တော်2019တော့ကျွန်တော်တကယ်တော့တက်သွားတယ်ဘာမှမကြောက်3လလောက်ပဲကြာတယ်သူအဲ့တော့တော့ဒမန်းနဲ့ဒမန်းနဲ့ supply နဲ့ကမျှနေတာပေါ့နော်အခုကကျတော့ကျောက်ဒီမှာအရင်များတယ်မအရင်များလေပေါ့နော်ဒီတမောသားကဟိုကကိုကခေါ်ရခါနေနေပါပေါ့နော်အဲ့ဒါလူသက်မပြောနဲ့ကျွန်တော်လူဟောင်းနေရာမှာကကြရပေါ့နော်အဲ့ဒါချို့ကြာသွားတာရှိပေါ့နော်ရှစ်လာတော့ရှစ်လာတော့ကတော့ အလိုကြာသွားတာမျိုးလည်းရှိတယ်ပေါ့နော်အဲဒါတော့ဒီတင်မောသာတလူတွေလောက်မယ်ဆိုရင်တင်မောသာတင်မောသာဘက်ကိုလမ်းကြောင်းယူချင်မယ်ဆိုရင်တော့အလောက်ဒီအချိန်ပေးမှရပါပေါ့နော်ကိုကဥမာဒီကြောင်းတက်ကတူရောင်းသိပ်ပန်တို့ဆင်းမဟုတ်ပဲနဲ့တခြားအပြင်ကနေပဲဒီတင်မောသာဘွားကိုကြိုးစားမယ်ဆိုရင်အလောက်ဒီတစ်နှစ်နဲ့ နှစ်နှစ်လောက်အချိန်ပေးရတယ်။အဲ့ပေးရတဲ့အချိန်ကြားထဲမှာဘာဖြစ်သွားလဲဆိုတော့ဘောက်တာခုနပြောတဲ့တနေ့နှစ်ဆိုတာဟိုအတိအပြိုင်မရှိရင်တော့ကို့အမကို့ဦးလေးရအမကပတိန်တို့ဦးရအဟိုဟာအဲ့လိုလူကြီးဆိုတော့ဒါတမျိုးပေါ့နော်။အဲအဲ့မှာခုနအဲ့ဒီအဲ့ဒီလုံးကအရင်ခြာရီထဲမှာအဲ့လိုပိုင်းတော့ဒါဟိုအဲ့လိုဆောင်းနေမှာဆောင်းပေါ့။တနေ့အတွက်မှလည်းဖြစ်ဖြစ်သွားနေတော့ပေါ့။ကျွန်တော်တို့တခြားဒီတခြားဒီကျွန်တော်တို့အဲ့လိုအတိမရှိဘဲနဲ့ဒီလောကရောက်မှာဆိုတော့တော်တော်လေးတော့ဆောင်းရတဲ့အချိန်လေးကြာတယ်ပေါ့နော်။ဒီလိုကို့ကိုဒီလိုဖြစ်လာတော့မှပဲ။အိမ်ကောင်းနေပြောရမှာကံကြမ်းပြောရမှာမသိဘူး။အဲ့လိုမျိုးပေါ့နော်။ဆိုတော့ ီမန်ဒရယ်ပြဖြစ်တော့အဲ့လောက်အချိန်အချိန်အချိန်တော်တော်များပေးရတယ်ပေါ့နော်အဲ့ပေးရတဲ့အချိန်မှာဘာဖြစ်လဲအဲ့အချိန်ပေးရတဲ့ကာလမှာပေါ့နော်အခုတစ်နှစ်ခွဲကျောင်းတစ်နှစ်ဆယ်လားတစ်နှစ်ဆယ်လားထဲမှာဘာဖြစ်ဘာတွေဖြစ်သွားနိုင်လဲဆိုတော့ခုနကပြောတယ်လုံးဝစိတ်သက်ကြပြီတော့ပေါ့နော်တကူအတက်ရမယ်ဟိုလိုဖြစ်အောင်ပြီးဒီကြမ်းမဲ့လူတွေနေရရှိသေးတယ်ပေါ့နော်ဟိုပတ်စံရင်ပေးတာဘာညာအဲ့လိုဖြစ်စိတ်တွေကြပြီတော့ နောက်ပြန်လှည့်သွားတယ်ရှိရပေါ့နော်နောက်ပြန်လှည့်သွားတယ်ရှိတယ်အဲ့တော့ကိုကအဲ့ဒါအတွက် invest လုပ်လိုက်ရတယ်သိန်းကို10နဲ့ချီပေါ့နော်ကျွန်တော်ဒီကျွန်တော်တို့ကိုတင်နေတက်တယ်ပြီးအဲ့တနေ့အားလုံးပြီးတနေ့တနေ့တနေ့လောက်ချိန်ပြီးပြီးတော့ပတ်စံ10သိန်းနီးပါးတော့ကုန်ပြီးတော့အဲ့10သိန်းမှာကျွန်တော်အဲ့တနေ့တော့တနေ့စားဖို့သွားဖို့လာရိုက်ကိစ္စတွေဘာမှပါသေးဘူးအဲ့10သိန်းနီးပါးတော့ကုန်တယ်ပေါ့နော်အဲ့ဒါတွေအားလုံးကကို invest လုပ်ပြီးတော့မှကျွန်တော်ပြန်လှည့်သွားရတယ်အများကြီးရပေါ့နော်ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ ကျွန်တော်တင်တန်းမှာအဲကျွန်တော်တို့ဒီကုတ်တင်တန်းမှာဗောနော်ကျွန်တော်ကုတ်တင်တန်းတက်ခဲ့တက်ခဲ့မှာကုတ်တင်တန်းမှာဆိုရင်အယောက်20မှာဆိုရင်တင်းမောပေါ်ရောက်တာက branch ပေါ့နော် branch ကိုကျွန်တော်ကျွန်တော် branch 7ပေါ့နော်7မှာ branch 7မှာဆိုရင်အာကျွန်တော်အယောက်20မှာဆိုရင်တင်းမောပေါ်ရောက်သွားတာက၄ရက်လောက်ပဲရှိတယ်အယောက်20မှာ၅ဘုံတပုံပေါ့နော် အောင်တော့လာပရောက်တာကျွန်တော်ရဲ့ပြင်ကကောင်းလို့တရား၂ရက်၃ရက်အဲ့လောက်ပဲရှိတယ်၃ရက်လောက်ဟုတ်တယ်၃ရက်ပဲရှိတယ် Prada brand တခုမှာပေါ့နော်အယောက်၂၀မှာတော်တော်နေတယ် percentage ကအရင်နေတယ်အဲ့လိုမျိုးပေါ့တချို့အခုဆိုရင်ကျွန်တော်တို့တင်ရန်တက်ခဲလူတွေဆိုရင်မလုပ်တော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကဒီပေးလိုက်ရတဲ့အချိန်ရောဒီငွေရောပေါ့နော်အဲ့ဒါတွေအကုန်လုံးကဖြစ်သွားတယ်အဲ့တော့ ကိုလုံးမယ်ဆိုရင်တရားကိုသိချာအဲ့နေမကြည့်နဲ့ငါတာကိုဖြစ်အောင်လုပ်ငါတနေ့ဒီပေါ်ရောက်အောင်ဒီလိုလောက်ရောက်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါအဲ့လိုစိတ်ချက်မွေးနိုင်မှာရမယ်ပေါ့နော်အဲ့လောက်အဲ့လောက်အဲ့လိုစိတ်ချက်ထဲပြီးတော့ဒီဟာကြီးကိုတော်တော်စိတ်ရှိနေတယ်ဟိုဒီသင်းမို့ရောက်ဖို့တော်တော်ဆောင်းအောင်ပေါ့နော်အဲ့ဒါအဲ့လိုဖြစ်ဖို့အဲ့ဒါအဲ့လိုစိတ်ရှိဖို့အရေးကြီးတယ်ပေါ့ဟိုဘာသာကိုကဒီဟာကြီး invest လုပ်လိုက်ပြီအချိန်ရောအချိန်အားဖြင့်ငွေအားဖြင့်ဒါရှင်းလိုက်ပြီဆိုတော့ဒီလိုပြန်လှည့်အောင်ကျွန်တော်တို့အဲ့လိုစိတ်ထားတာပေါ့နော် ငါငါရောက်ရောက်ရမယ်ငါဖြစ်ကိုဖြစ်ရမယ်ငါဒီဘောရောက်ရောက်ရမယ်ဆိုတော့စိတ်ထားတာပေါ့နော်ဘယ်ဘလောက်ပဲဆောင်းအောင်ဆိုကျွန်တော်နောက်ပြန်မလဲပါဘူးအဲအဲ့လိုမျိုးပေါ့နော်စိတ်ရှိရင်လည်းဆောင်းတယ်ပေါ့နော်အဲအဲ့လိုပေါ့စိတ်မလေးဝအောင်လည်းလုပ်ရတယ်ပဲဂျာထဲမှာအဲ့တစ်နှစ်နဲ့ဆယ်လားဆိုပြီးအတွင်းမှာပေါ့နော်စိတ်မလေးဝအောင်မလုပ်ရကျွန်တော်ကတော့ဒီပုံမှန်လုပ်နေကြပေါ့နော်ကိုယ်ကိုမလုပ်လုပ်နေကြလို့ရှိရပါတယ်ဆိုဥမာစာဖတ်တာတွေအဲ့အပြင်းပြင်းစာရေးတာတွေပြီးရင်အဲ့လို gym ဆော့တာတွေရှိတယ်အဲ့တော့ကိုယ့်ရဲ့ဟို personal life မှာတိတ်ပြီးတော့မပြင်းရဘူးပေါ့နော်မပြင်းရတော့ကြောင့်မလို့ဒီတစ်နှစ်ဆယ်လောက်ကိုကအဲ စိတ်တော့မကြပါနဲ့အဲ့လိုဒီလိုလေးအာတင်မို့ရောက်လာတာပေါ့နော်ဒီကြားထဲမှာအဲ့လိုရောက်ဖို့အတွက်တော်တော်လေးတော့ချင်းတော့ပြည်ရတယ်အဲအဓိကအဲ့ဒါပြောချင်တာမှာတင်မောသားဖြစ်မဲ့ဆိုရင်ဒီဒီဟာကတိတ်ပြီးတော့ဟိုအချိန်ကြီးအရင်ပြီးရတယ်ပေါ့နော်ဟိုဒီအများကြီးအများကြီးဟိုမျောလင်းမထားနေပေါ့နော်အဲကိုကဒီဟာကိုချင်းကတ်တဲ့ဟိုလဲလူတာပေါ့နော်အဲ့တော့ဒီတနေ့နေ့နေ့တွင်မှာငါတင်မို့ရောက်ရောက်ရမယ်ရောက်မဲ့နီလန်းနေလို့ကိုကိုချင်းကတ်ပေါ့နော် ခြင်းခဲ့ပြီးတော့ကြိုးစားပေါ့အဲဒီမှာကို့မှာအဓိကနံပါတ်1ကတော့ကို့ပနဲ့ပတ်သက်တဲ့ skill ကိုဖြစ်နေဖို့အရေးကြီးတာပေါ့နော် skill ဖြစ်ရမယ်ပြီးတော့ဟိုအလောက်အချိန်ပေးရမယ်ဆိုရဲဟာကြိုးပြီးကောင်းနေထေတာပေါ့နော်အလောက်မှကျွန်တော်အဆင်ပြေပါပေါ့နော်အဓိကတော့ဒီဒီမှာဖြစ်ဖို့အတွက်အချိန်ဘယ်လောက်ပေးရလဲဆိုတာပေါ့ဒါ sharing လုပ်ပြရပါ